အလုတ်ချိန်၈နာရီစာ2000ကျပ်ပေးဖို့အလုတ်သမားတွေဘက်မှတောင်းဆိုခဲ့တဲ့ဆိုတဲ့တဲ့အပအဝင်ဒီကနေ့အတွက်ရရှိထားတဲ့ migrant တိုင်းရဲ့တည်င်းတွေကိုစတင်တက်ဆက်ပေးပါတော့မယ်။ပထမဆုံးအနေနဲ့ဟတ်ရိုင်မျိုးမှာမေတင်းနဲ့အခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့တည်င်းကိုတက်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံတောင်ပိုင်းဟတ်ရိုင်မျိုးမှာဒီကနေ့မေလ၁ရက်နေ့မှာကြာရောက်တဲ့135ကျင်းမြောက် ကမ္ဘာအလုတ်သမားများနဲ့မေတင်းတဲ့အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ကြောင်း MWSA ရွှေပြောင်းအလုတ်သမားသွေးစင်းညညရဲ့အဖွဲ့ထံကသိရပါတယ်။ထိုင်းလုတ်သမားတမကနဲ့ရွှေပြောင်းအလုတ်သမားသွေးစင်းညညရဲ့အဖွဲ့တို့ပူးပေါင်းကျင်းပတဲ့အခမ်းအနားနဲ့စီဝေးပွဲကိုရွှေပြောင်းအလုတ်သမား89ဦးနဲ့ထိုင်းလုတ်သမားတမကမှာအလုတ်သမားပေါင်း30ကျော်စုစုပေါင်းအယောက်100ကျော် တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ဒီကနေ့အစည်းအဝေးမှာတော့ဗီဇာတက်တန်းတိုးချဲ့လုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့အခက်အခဲများစိုက်ပျိုးရေးအလုတ်သမားများအလုတ်ပုံမှန်မရှိခြင်းအလုတ်သမားများအတွက် ကန့်ဆန်ခွန်ရရှိအသုံးပြုနိုင်ရင်းနဲ့ဆုံခလာခရိုင်အတွင်းမှာလောဝါကဆိုင်ရာအကြောင်းအရာတွေကိုဆွံ့နှိကြကြောင်း MWSC ထံကတင်ရရှိပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မဟာချိုင်မှာရှိတဲ့ AACK ဟာကိုထိုင်းအစိုးရကမေတင်းတွေမှာဖျက်သိမ်းလိုက်တဲ့သတင်းကိုတက်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံစမုတ်စာခွန်ခရိုင်မဟာချိုင်အတွင်းမှာရှိတဲ့လက်တွဲကူညီ AAC မဟာမိတ်အဖွဲ့ရုံးကိုဒီကနေ့မှာထိုင်းအစိုးရတာဝန်ရှိသူတွေကလာရောက်ဖျက်သိမ်းသွားခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့ရဲ့ဒရိုက်တာဦးခိုင်ကြီးကပြောကြားပါတယ်။ သူကဒီကနေ့မေတင်းမှာအခက်ခဲရှိကြတဲ့လုပ်သားများအခမဲ့ခိုလုံးအခမဲ့ကျွေးမွေးနေတဲ့အဆောက်အဦကိုထိုင်းဆိုရကဥပဒေနဲ့မညီဘူးအကြောင်းပြကမြေပိုင်ရှင်ကိုဖိအားပေးအတင်းလာဖြိုနေရာကြည့်ပြီးဘာပြောရမှန်းတော့မသိပါဘူးဆိုပြီးမိုက်ကရတိုက်ထက်ပြောကြပါတယ်ဒီ ACK ဟာ10နှစ်ကျော်ကြာအလုပ်သမားတွေအတွက်ဆောင်ရွက်ပေးခဲ့တဲ့ကိစ္စဖြစ်ပြီးအလုပ်သမားများအားအခမဲ့ခိုလုံးဝင့်ပေးခဲ့ကြောင်းလည်းသိရပါတယ်မြန်မာရွှေပြောင်းအလုပ်သမားများအားကူညီပေးနေတဲ့ AC ရွှေပြောင်းအလုပ်သမားများကယ်ဆယ်ရေးကိစ္စကိုဒေသခံထိုင်းအာဏာပိုင်တွေဟာပေးခဲ့တဲ့ဖေဖော် ဝါရီလ20ရက်နေ့မှာချိတ်ဖိတ်ကြောင်းစာခတ်ခဲ့တာပါအဲဒီနောက်ဧပြီလ22ရက်နေ့မှာတော့ညနေ9နာရီနောက်ဆုံးထားပြီးတော့ဂေဟာအပီးပိတ်သိမ်းဖို့ခရိုင်အုပ်ချုပ်ရေးတာဝန်ရှိသူတွေဘက်ကအမိန့်ထုတ်ခဲ့ပါတယ်ဒီလိုအမိန့်ထုတ်ပြန်အပီးမှာရေဖြတ်မီးဖြတ်ကဒီကနေ့မေလ10ရက်နေ့မှာတော့ထိုင်းဆိုရတာဝန်ရှိသူတွေကလာရောက်ဖြတ်သိမ်းခဲ့တာဆိုပြီးလဲသတင်းရရှိပါတယ် အဲ့ဒီ ACK ဟာမှခုံလုံနေတဲ့လူပေါင်းတရာဝန်ကျင်ရှိပြီးထိုင်းနိုင်ငံမှာလောက်ခလာစာမရရှိကြတဲ့သူတွေလုပ်ငန်းစဉ်အတွင်းထိခိုက်ဒဏ်ရာရရှိပြီးနှိမ့်နာခြင်းမရတဲ့သူတွေအလို့ရှင်အလို့သမားအငင်းပွားမှုပြဿနာဖြစ်ပွားနေတဲ့သူတွေ MOU စနစ်နဲ့ရောက်ရှိလာပြီးအလို့မရဘဲနေထိုင်ဖို့အခက်အခဲရှိသူတွေနဲ့တက်ကြွရွယ်အုံများနေထိုင်ကြောင်းလဲသိရပါတယ်မေလတရက်နေ့မန္တလေးပိုင်းမှာထိုင်းအစိုးရတာဝန်ရှိသူတွေဟာ ACK ဟာကိုလာရောက်ဖျက်သိမ်းခဲ့ကြောင်းလဲ KH အဖွဲ့ဝင်နောက်တအူးက Migrant တိုက်ထက်အတီးပြုတ်ပါတယ် ဒါပြင် ASK အတွင်းမှာရှိတဲ့မတန်ဆွမ်းဒုက္ခသည်တွေကိုမေလ၄ရက်နေ့နောက်ဆုံးထားပြီးပြောင်းရွှေ့ဖို့အတွက်ထိုင်းတာဝန်ရှိသူတွေကပြောကြားခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။ အလုံသမားများတရက်ကိုအလုံချိန်၈နာရီစာ2000ကျပ်ပေးဖို့တောင်းဆိုမှုပြုလုပ်ခဲ့တဲ့တဲ့တင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။အလုံသမားတွေရဲ့လောအပေါ်မူတည်ပြီးအမျက်အစုံးဖန်တီးရရှိနေတဲ့ဆက်ရုံအလုံရုံလုပ်ငန်းရှင်တွေအနေနဲ့အလုံသမားတွေကိုတရက်အလုံချိန်၈နာရီအတွက်ငွေကျပ်2000ပေးဖို့မြန်မာနိုင်ငံအထွေထွေအလုံသမားများသမဂ္ဂများအဖွဲ့ချုပ် FGWM ကနေပြီးတော့တောင်းဆိုပါရယ်။ဒီကနေ့မေလတရက်နေ့မှာကြာရောက်တဲ့135ကျင်းမြောက်ကမ္ဘာအလုံသမားနေ့မှာတောင်းဆိုမှုပြုလုပ်ခဲ့ရပါ။အချိန်ပိုအလုံမပါတဲ့တရက်အလုံချိန်၈နာရီအတွက် ဖူလုံတဲ့လောက်ခလာစာအ ਨੇ ဆုံးအခကျင်းဝေး2000ချက်ပေးရန်လုပ်ငန်းခွင်အတွင်းမှာလုံလုံတဲ့ကျမ်းမာရေးစောင့်ရှောက်မှုပေးရန်နဲ့ဘေးကင်းလုံခြုံတဲ့အစီအမံများလှုပ်ဆောင်ပေးရန် အတင်းအတမအလုတ်ခိုင်းစင်မှုများအချက်ချင်းရပ်တန့်ရန်အမျိုးသမီးအလုတ်သမားများအားလဆယ်သုံးခွန်းတုံများလုပ်ငန်းခွင်အတွင်းအခမဲ့ထားရှိပေးရန်နဲ့အလုတ်သမားများကိုဝင်ဆောင်တဲ့အချိန်ရာသီသွေးလာတဲ့အချိန်မှာစံချိန်တင်သတ်မှတ်ချက်တင်နဲ့မခိုင်းစေဖို့အတွက်တောင်းဆိုထားရလဲတွေ့ရပါတယ် ောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဗီဇာကုန်ဆုံးတဲ့မြန်မာအလုပ်သမားများရဲ့တပ်တန်းတိုးလုပ်ငန်းစဉ်များကိုလျှော့ချဖို့တောင်းဆိုခဲ့တဲ့သတင်းကိုတက်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလ24ရက်နေ့မှာချမှတ်ခဲ့တဲ့ထိုင်းဆိုရဝင်ကြီးအဖွဲ့ရဲ့ဆုံးဖြတ်ချက်အရဗီဇာတပ်တန်းကုန်ဆုံးတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားများတပ်တန်းတိုးတဲ့လုပ်ငန်းစဉ်အဆင့်တွေကိုလျှော့ချပေးဖို့ရွှေ့ပြောင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ MWS ကနေပြီးတော့တောင်းဆိုလိုက်ပါတယ်ရှင်။ ဒီကနေ့မှာကြာရောက်တဲ့135ကြိမ်မြောက်အပြည့်ပြည့်ဆိုင်ရာအလုပ်သမားနေ့မီတင်းတွေမှာတောင်းဆိုမှုပြုလုပ်ခဲ့တာပါငလင်တန်ကြောင့်ပြိုချခဲ့တဲ့ထိုင်းဆိုရဆင်းရဲစေရောအဆောက်အဦမှာထိခိုက်ဒဏ်ရာရခဲ့ရတဲ့အလုပ်သမားတွေအတွက်ထိုင်းဆိုရဟာလက်တလောပံ့ပိုးကူညီမှုနဲ့နင့်နာခြင်းများပေးရတဲ့အာရလိုရဲ့ပြာဒဏ်ချက်အမှတ်89နဲ့68တို့ကိုထိုင်းဆိုရဟာလက်မှတ်ရေးထိုးရန်အတွက် MWSC ကနေပြီးတော့ထုတ်ပြန်တောင်းဆိုထားတာကိုလည်းတွေ့ရပါတယ်ရှင် အခုနောက်ဆုံးသတင်းအနေနဲ့ဘန်ကောက်မှာရဲရောင်ဆောင်ပြီးတော့မြန်မာရွှေပြောင်းလုံသားတွေစီကနေငွေညစ်တဲ့သူကိုဖမ်းဆီးမိသွားတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ချာရိုခရွန်ရက်ခွက်မှာရှိတဲ့လူကြိုက်များရဲ့ခရီးသွားစခန်းတစ်ခုလည်းဖြစ်တဲ့ Attitudes River From မှာရွှေပြောင်းလုံသားတွေနဲ့သူတို့ရဲ့လုပ်ငန်းရှင်တွေစီကနေငွေညစ်ယူနေတဲ့ရဲအရာရှိအယောက်ဆောင်တဲ့ထိုင်းလူမျိုးတအုပ်ကိုထိုင်းရဲ့တပ်ဖွဲ့ကနေပြီးတော့ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ ရဲရရှိအောင်ဆောင်ထားတဲ့သူဟာအဲ့ဒီ area အတွင်းမှာရှိတဲ့စားတောက်ဆိုင်ပိုင်ရှင်တွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုမကြာခဏဆိုသလိုစစ်ဆေးမှုတွေပြုလုပ်ခဲ့တဲ့အတွက်လုပ်ငန်းရှင်တွေဟာ Webfire ခရိုင်ရဲစခန်းအရာရှိတွေကိုတိုက်ကြားခဲ့ကြောင်းသိရပါတယ်။တိုက်ကြားသူရဲ့ထွက်ဆိုချက်အရရဲရရှိဆိုပြီးပြောဆိုနေတဲ့ထိုင်းလူမျိုးဟာစားတောက်ဆိုင်တွေနဲ့စီးပွားရေးလုပ်ငန်းတွေစီကိုသွားရောက်ပြီးတော့မြန်မာကမ္ဘောဒီးယားလာအိုနဲ့ အလုတ်သမားတွေစီကနေပြီးတော့ငွေညစ်ခဲ့တာလို့သိရပါတယ်။သူဟာအလုတ်သမားတွေစီကနေတအုပ်ကိုဘတ်9000ကျပ်တောင်းဆိုပြီးငွေမပေးရင်ရဲစခန်းကိုခေါ်ဆောင်မယ်ဆိုပြီးတော့ချင်းချောက်ခဲ့ကြောင်းနဲ့အချို့သောလုတ်သားတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေဟာသူ့ရဲ့တောင်းဆိုမှုကိုလိုက်ရောခဲ့ပေမဲ့ထက်ခါထက်ခါလာရောက်တဲ့အတွက်ကြောင့်တန်တရားရှိခဲ့ကြောင်းသိရပါတယ်။ရွှေပြောင်းလူသမားတအုပ်နဲ့စကားပြောပြီးငွေညင်ရဲ့ကြိုးပမ်းတဲ့အချိန်မှာအရာရှိတွေကဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီးဒီရဲအယောင်ဆောက်သူဟာမဟာနယာဘာရဲတပ်ဖွဲ့ခုနှစ်မှာ တာဝန်ထမ်းဆောင်နေရလို့ဖော်ပြထားတဲ့ရဲရရှိရဲ့စစ်စစ်ရဲကပ်ကိုကင်ဆောင်ထားတယ်လို့လည်းတင်ရရှိပါတယ်။ဂျာကာပေါင်းလို့ခေါ်တဲ့ရဲရောင်ဆောင်ဟာရဲရရှိမဟုတ်ကြောင်းနောက်ဆုံးမှဝန်ခံခဲ့တာဖြစ်ပြီးရဲရရှိစစ်စစ်ရဲကပ်ကိုအတုလောက်က Asian Teacher မှာရှိတဲ့ရွှေပြောင်းအလုံသမားတွေစီကနေဝင်ညစ်ခဲ့တာဖြစ်ကြောင်းထွက်ပေါ်သိရှိလာရပါတယ်။သူဟာဒီလိုမျိုးဝင်ညစ်ခြင်းနဲ့အသက်မွေးဝမ်းကြောင်းပြုတ်ခဲ့တာဆိုပြီးတော့လည်းတင်ရရှိပါတယ်။ အဲ့ဒီရဲအယောင်ဆောင်ဟာမက်သဖက်သမင်းမူရဆေးဝါကိုလည်းသုံးဆွဲကြောင်းဝန်ခံထားတာဖြစ်ပြီးအစိုးရအရာရှိအဖြစ်အယောင်ဆောင်ခြင်းခွင့်ပြုချက်မရှိဘဲတရားဝင်တာဝန်များကိုထမ်းဆောင်ခြင်းမူရဆေးဝါထိန်းချုပ်ခြင်းအဥပဒေနဲ့သူ့ကိုတရားစွဲဆိုတော့မှဖြစ်ကြောင်းလည်းတင်ရရှိပါတယ်ဒီကနေ့အတွက်ရရှိထားတဲ့တင်ဒီကတော့ဒီလောက်ပါပဲမိုက်ခရန်တိုင်းရဲ့တင်ဒီကိုကြည့်ရှုပေးခဲ့တဲ့အတွက်ကြောင့်ကျေးဇူးအထူးပဲတင်ရှိပါတယ်မင်္ဂလာရှိနေလေးပါရှင်